မင်းအွန်လိုင်းစစ်သုံးစိတ်ထက်တူလဲနိုင်ငံတဝိုင်းကတိုက်ပွဲတွေမှာစစ်မနိုင်တော့ဘူးလာမယ့်ဘန်နာနဲ့အတွက်ကာကွယ်ရေးအသုံးစိတ်တွင်းမြင့်ထားတယ်လို့စစ်ကောင်းဆောင်မင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်နေပြည်တော်မှာပြုလုပ်တဲ့ဘန်နာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာအခုလိုပဲပြောဆိုလိုက်တာပါ ဘလောက်ပမာဏအထိတိုးမြင့်လိုက်တယ်ဆိုတာကိုတော့စစ်ကောင်းဆောင်မင်းအွန်လိုင်းကထုတ်ပေါ်ပြောဆိုထားမျိုးမရှိပါဘူးအခုလို၁၃၀တိုးမြင့်လိုက်တာဟာနိုင်ငံတည်ဆောက်ရေးအတွက်ဖြစ်ပြီးတော့နိုင်ငံတည်ငြိမ်အေးချမ်းမှုဆောင်ရွက်တဲ့နေရာမှာကာကွယ်ရေးတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရင်းနဲ့စွမ်းအားမြင့်တင်မှုဘတ်ဂျက်သုံးဆရတာဖြစ်တယ်ဆိုပြီးတော့လည်းစစ်ကောင်းဆောင်မင်းအွန်လိုင်းကပြောဆိုထားပါတယ်၁၃၀အပြင် ပြည်ထရေးကျန်းမာရေးနဲ့ပညာပညာရေးကဏ္ဍတွေအတွက်လည်း၃၀တွေတိုးမြင့်လိုက်တယ်လို့လည်းစစ်ကောင်းဆောင်ကပြောပါတယ်စစ်ကောင်းဆောင်က၁၃၀တိုးမြင့်ရင်တိုင်းပြည်နဲ့ပြည်နယ်အနက်မှာစစ်အရှိန်တွေတိုးမြင့်လာလိမ့်မယ်လို့လည်းနိုင်ငံရေးလေးလာ၃၀ ူဒေါက်တာလှကျော်စောကလည်းတုံးသက်ပြောဆိုထားပါတယ်။နိုင်ငံရေးလှိလာတုံးသက်သူဒေါက်တာလှကျော်စောကတုံးသက်ပြောဆိုထားပါတယ်။စစ်အရှိန်ကိုမြင့်ကျင်ရင်စစ်တုံးစိတ်ကလည်းမြင့်မှာပဲလေ။သူ့မှာလည်းဒီလမ်းကလွဲလို့တခြားလမ်းလည်းမရှိဘူး။တော်လိုင်းသမားတွေဘက်ကလည်းဆက်ပြီးစုစုစည်းစည်းနဲ့တိုက်ကြရမယ်လို့သတင်းမီဒီယာကိုဒေါက်တာလှကျော်စောကမှတ်ချက်ပေးထားပါတယ်။တိုင်းပြည်အာဏာသိမ်းပြီးကတည်းကစစ်အတုံးစိတ်ဘလောက်ထိတိုးတုံးတယ်ဆိုတာကိုတော့စစ်ကောင်စီကတိတိကျကျမထုတ်ပြန်တာနှစ်နှစ်ကျော်ရှိပါပြီ။မြန်မာစစ်တပ်ရဲ့ဝင်ငွေရလန်းတွေကိုစောင့်ကြည့်တဲ့အဖွဲ့တွေကတော့စစ်တပ်ကတိုင်းပြည်အာဏာသိမ်းတဲ့2021ခုနှစ်နောက် ောက်ပိုင်းကစပြီးတော့အမေရိကန်ဒေါ်လာတန်းယာချီကိုနှစ်စဉ်တိုးသုံးခဲ့ပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းတိုးလှုပ်လာတယ်လို့လည်းပြောဆိုထားပါတယ်စစ်တကားတိုင်းပြည်အာဏာသိမ်းပြီးနောက်2022-2023ဘဏ္ဍာနှစ်မှာတော့ပြည်တော်စုရဲ့နောက်ထပ်ဘဏ္ဍာငွေခွဲဝေ30ရေးဥပဒေပြဋ္ဌာန်းပြီးတော့ကာကွယ်ရေးရမုံငွေကိုတစ်နှစ်လုံးအသုံးစရိတ်ချက်ဘီလီယံ4000ကျော်တိချပေးခဲ့တာပါအဲဒီနောက်2023-2024ဘဏ္ဍာနှစ်မှာတော့ချက်ဘီလီယံ9600ကျော်သတ်မှတ်ပြီးအောင်ထုတ်ပြန်ခဲ့ပေမယ့်2024-2025ဘဏ္ဍာနှစ်မှာတော့သတင်းထုတ်ပြန်တာမရှိခဲ့ပါဘူးအရသာဆိုရလက်ထက်နောက်ဆုံးသတ်မှတ်ခဲ့တဲ့ 2020-2021ဘဏ္ဍာနှစ်မှာတော့ကာကွယ်ရေးအသုံးစိတ်ကိုချက်ဘီလီယံ3400ကျော်သတ်မှတ်ခဲ့ပေမဲ့အဲ့နောက်ပိုင်းစစ်တပ်ကကာကွယ်ရေးအသုံးစိတ်ကိုနှစ်စဉ်တိုးမြင့်လာတာလည်းဖြစ်ပါတယ်။နိုင်ငံတော်ကငါးဆယ်အနာချင်းမြေပြတ်ချင်းမွေးတပ်ခွဲတွေမှာမြို့တွေနဲ့စစ်ကမ်းတွေအမြောင်များကိုအသိမ်းခံရပြီးစစ်ရှုံးနေတဲ့စစ်ကောင်စီကစစ်အသုံးစိတ်တွေကိုနှစ်စဉ်တိုးမြင့်သုံးဆွဲနေတာလည်းဖြစ်ပါတယ်။အခုလက်ရှိမှာနိုင်ငံအနှံ့စစ်မျက်နှာဖွင့်ထားရတဲ့စစ်ကောင်စီကတိုင်းဒေသနဲ့နိုင်ငံတွေနဲ့တော်လန်ရေးပူးပေါင်းတပ်တွေကိုအပြန်အလှန်တိုက်ခိုက်ရန်စစ်လက်နက်ပစ္စည်းတွေကိုလည်းရုရှားဘီလာရုအပါအဝင်နိုင်ငံတကာမှဝယ်ယူဖို့ငွေကြေးအမြောင်များသုံးဆွဲနေတယ်လို့လည်းလေးလာဆောင်ကြည့် ူတွေကတော့ပြောဆိုထားပါတယ်နိုင်ငံတကာတိုက်ပွဲတွေမှာစစ်အုံစေးတွေကိုတုံးမြင့်တုံးဆွဲပေးမယ်လဲစစ်ကောင်စီအနေနဲ့စစ်နိုင်ဖို့အလားအလာမရှိတော့ဘူးလို့လည်းစီရေးလိလာသူတွေကတော့မှတ်ချက်ပေးထားပါတယ်မြန်မာစစ်ကောင်စီအနေနဲ့စစ်မနိုင်တော့တဲ့အကြောင်းတွေကိုအခုကြပိုင်းအတွင်းမှာပဲထိုင်းနိုင်ငံကထိုင်းလွှတ်တော်မှာပြုလုပ်တဲ့နယ်စပ်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲမှာပါမောက်ကဒေါက်တာစာခရီအဖြူကထောက်ပြပြောဆိုထားပါတယ်ပါမောက်ကအမေရိကန်ပြည်တော်သူဝါရှင်တန် DC အခြေစိုက် National War College ကပါမောက်ကတကူဖြစ်ပြီးတော့မက်စလာ22ရက်နေ့ကနေ23ရက်နေ့ထိထိုင်းလွှတ်တော်မှာကျင်းပခဲ့တဲ့တိတက်ခိုင်မြဲသောညီငွေချင်းနဲ့လုံခြုံရေး တိုးတက်အောင်မြင်စေခြင်းထိုင်းနဲ့အာဆီယံရဲ့နေဆက်တည်ငြိမ်မှုနဲ့ဒီမိုကရေစီတို့အဖွဲ့အစည်းတည်ဆောက်ရေးလမ်းကြောင်းဆွေးနွေးပွဲမှာအချက်လက်အကိုးအကားနဲ့ထောက်ပြပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ပမောက်ကဒေါက်တာဇာကီအဖြူကစစ်ကောင်းဆောင်မင်းအွန်လိုင်းအနေနဲ့မနိုင်တော့တဲ့စစ်ပွဲကိုတိုက်နေပြီးတော့တနင်္ဂနွေလုံးနဲ့သူ့ကိုယ်သူပါဆွဲချနေပြီလို့လည်းထောက်ပြပြောဆိုထားပါတယ်။မြန်မာစစ်တပ်ကအခုတိုက်နေတဲ့စစ်ပွဲကိုဘလို့နီးနဲ့မှအနိုင်ရတော့မှမဟုတ်တော့ဘူး။မနိုင်တဲ့စစ်ပွဲကိုအလွန်ကြုံတိုက်နေတာစစ်ကောင်းဆောင်မင်းအွန်လိုင်းကတနင်္ဂနွေလုံးနဲ့သူ့ကိုယ်သူဆွဲချနေတာလို့လည်းပမောက်ကဒေါက်တာဇာကီအဖြူကပြောဆိုထားပါတယ်။မြန်မာစစ်တပ်အနေနဲ့အခုနိုင် င်ငံတစ်ဝက်မှာဖြစ်နေတဲ့ဆက်အနာရှင်မြစ်ပြတ်ချင်းမိုးရေးတပ်ဖွဲ့တွေကိုဘာကြောင့်နိုင်အောင်မတိုက်နိုင်တော့တာလဲဆိုတဲ့မေးခွန်းကိုလည်းအချက်လက်အကိုးအကားတွေနဲ့ထောက်ပြပြောဆိုထားပါတယ်ပြမဆုံးအနေနဲ့မြန်မာစစ်တပ်ကနိုင်ငံအနှံ့အပြားကျယ်ပြန့်များပြားစွာစစ်မျက်နှာတွေဖွင့်ထားပြီးတော့တပ်ဖြန့်ထားရလို့စုစည်းမှုမရှိဘူးဒါကြောင့်တိုက်ပွဲတွေမှာမနိုင်တော့ဘူးလို့မှတ်ချက်ပေးပါတယ်ဒုတိယအနေနဲ့ကတော့အခုမြန်မာစစ်တပ်မှာလူအင်အားပြက်လက်မှုစိုးစိုးဝါးဝါးရင်ဆိုင်နေရပြီးတော့အဲ့ဒါကိုဘယ်လိုနည်းနဲ့မှဖြေရှင်းနိုင်မှာမဟုတ်လို့တိုက်ပွဲတွေမှာမနိုင်နိုင်ဘူးလို့လည်းသုံးသပ်ပြောဆိုထားပါတယ်တတိယအချက်အနေနဲ့ကတော့စစ်ပွဲတွေအောင်နိုင်ရေးမှာအဓိကကျတဲ့ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်ပြ က်သွားလို့လဲစစ်ကောင်စီအနေနဲ့တိုက်ပွဲတွေမှာမနိုင်နိုင်ဘူးလို့လဲပမကဒေါက်တာဇက်အဗျူစကပြောသုံးသက်ပြောဆိုထားပါတယ်မြန်မာစစ်တပ်ကအရင်တုန်းကဆိုရင်တက်စကန်ပေါင်း900ကျော်နဲ့တိုင်းပြည်ကိုထိန်းချုပ်ထားတယ်အခုနိုင်ငံတော်ဝန်ကတိုက်ပွဲတွေမှာစစ်စကန်အမြောက်များကြားတယ်လက်လွတ်လိုက်ရတယ်အဲ့ဒီလက်လွတ်ဆုံရှုံလိုက်ရတဲ့တက်စကန်တွေကိုပြန်လည်ထောက်ပံ့တာပဲဖြစ်ဖြစ်ပြန်လည်ပြီးတော့လက်နက်တပ်ဆင်တာပဲဖြစ်ဖြစ်မလုပ်နိုင်သေးဘူးမြန်မာစစ်တပ်မှာအဓိကတော့ထောက်ပံ့ပို့ဆောင်ရေးလိုင်းတွေပြတ်ကုန်ပြီအခုကြံ့နေသေးတဲ့တက်စကန်တွေကိုလုံလောက်တဲ့ကာကွယ်ထိန်းသိမ်းနိုင်မှုလည်းမရှိတော့ဘူးဒီကြောင့်ကနေလည်းကွန်ကြီးထောက်ပံ့ရေးတွေမလုပ်နိုင်တော့ဘူးအဲ့ဒါကြောင့်မြန်မာစစ်တပ်ကစစ်ကိုဆက်တိုက်လဲမနိုင်နိုင်တော့ဘူးလို့ ပါမကောဒေါက်တာဇက်အပြူကသတင်းမီဒီယာကိုမှတ်ချက်ပေးထားတာလည်းဖြစ်ပါတယ်မြန်မာစစ်တပ်အနေနဲ့အခုနိုင်ငံတော်ကတိုက်ပွဲတွေမှာစီရေးအာတာချက်အဖြစ်လေချောင်းအာတာချက်ရှိပေမဲ့အဲ့ဒါကိုစီရေးအတွက်မသုံးဘဲအရသာပြည်သူတွေကိုရွေချက်ရှိရှိနဲ့အသုံးပြုပြီးကြောက်ရွံ့အောင်လှုပ်ဆောင်နေလို့လည်းတိုက်ပွဲတွေပေါ်စုံမှုမရှိဘဲစစ်စခန်းတွေကကြာပြီးရင်ကြာရှုံးပြီးရင်ရှုံးနေတာလို့လည်းမှတ်ချက်ပေးထားပါတယ်နောက်ဆုံးတစ်ခုကတော့မြန်မာစစ်တပ်ရဲ့ဝင်ငွေရရှိမှုအရင်တက်တိတိတသာကြာဆင်းသွားတာကလည်းစစ်စခန်းတွေမြို့တွေလဲလွတ်လပ်ရခြင်းရဲ့အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့လည်းစီရေးလေးလာသူတွေကတော့မှတ်ချက်ပေးပါတယ်စီရေးလေးလာနေတဲ့သူကတော့စစ်ကောင်စီနေနဲ့ဝင်ငွေရလန့်အရင်မြို့တွေဆုံး ရှုံးလာနေပြီးတော့အဲ့ဒီဆုံးရှုံးမှုတွေကိုပြန်လည်ပြည့်စည်နိုင်ဖို့တခြားဝင်ငွေအရင်းမြစ်တွေကလည်းမရှိဘူးစစ်တပ်ရဲ့လုံရက်ကလည်းမြမစီးပွားရေးကိုဖျက်ဆီးလိုက်တာအရင်တုန်းကစစ်တပ်မှဝင်ငွေရနိုင်တဲ့အရင်းမြစ်များစွာရှိပြီးတော့အခုတော့အဲ့ဒီအရင်းမြစ်တွေမရှိတော့ဘူးလို့လည်းသုံးသပ်ပြောဆိုထားပါတယ်အဲ့တော့ဘင်းအခုလက်ရှိမှာပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့တိုင်းရင်းသားနဲ့နိုင်ငံတပ်တွေကမြမစစ်တပ်အတွက်အရေးကြီးတဲ့ကာကွယ်ပစ္စည်းစက်ရုံတွေနာတီတိုက်ပွဲတွေပေါ်ဆောင်လာလို့လည်းစစ်ကောင်စီကတော့အလဲလဲအကွက်ကွက်ဖြစ်တော့မယ်လို့စီးရေးလိုက်တာသူတွေကတော့သုံးသပ်ပြောဆိုထားပါတယ်